။အနောက်ပြန်ဒီဇင်ဘာလ9ရက်နေ့တောက်ကြနေအတွက်မွေးလေဝသခန့်မှန်ချက်တွေကိုတင်ဆက်ပေးပါမယ်ရှင်။အရှိန်မြောက်လေစီကြောင်ဆောင်းမုတ်တုံတွေအကောက်ကောက်နဲ့ဝင်ရောက်လာတဲ့မွန်နဲ့တနင်္သာရီတိုင်းမှာတော့ညပူချိန်တွေနေငယ်မြင့်တလာနေပါတယ်။ဒါဟာတောက်တရုတ်ပင်လယ်ကအပူပိုင်းမှုန်တိုင်းခိုတိုရဲ့အငွေသက်တွေကြောက်လေဖြစ်တယ်လို့တနိုင်ငံလုံးတိုက်တာအနေနဲ့လဲဒီဇင်ဘာလလေလောက်ထိအေးပို့လာနိုင်ဖို့မရှိသေးပါဘူးရှင်။ ဖိလစ်ပိုင်နိုင်ငံအရှိပင်လယ်ပြင်မှာလဲလေဝေလိုင်းတစ်ခုဟာဖိလစ်ပိုင်ကိုဖျက်ကျော်ပြီးတောက်တရုတ်ပင်လယ်အတွင်းကိုရောက်ရှိလာဖို့ရှိနေတာကိုမူလဝေဒခန့်မှန်မော်ဒယ်တွေမှာတွေ့ရပါရဲ့ရှင်။ဒီလေဝေလိုင်းဟာတိုင်ဖုန်မုန်တိုင်းထိဖြစ်လာနိုင်ဖို့ရှိပြီးပင်လယ်အတွင်းမှာတင်အာယောကဗီယက်နမ်တောက်ပိုင်းကမ်းခြေကိုလစ်ဖြန်နေရဲ့ဝန်အဖြစ်ဒီဇင်ဘာလ10ရက်နေ့မှာဝင်ရောက်ဖို့လည်းရှိနေပါသေးတယ်။ ဒီလိုပင်လယ်ပြင်မှာလေထုမငြိမ်မသက်မှုတွေရှိနေပေမဲ့လည်းမြန်မာနိုင်ငံအတွက်တော့အရှိမျောက်ဆောင်မုတ်တုံတွေအားကောင်းနေကမြောက်ဘက်ကလေပြာများရဲ့ဝန်ကြီးတောက်ဘက်ကိုရွေ့လျားလာနေတာကြောင့်လည်းမြန်မာနိုင်ငံမှာမိုးရသွန်းနိုင်ဖို့မရှိတော့ပါဘူးရှင်။ အမေရိကန်နိုင်ငံမြို့သားသမုတ်တရားနယ်လေဒုစီမံခန့်ခွဲရေးအဖွဲ့ NOAA ရဲ့ Climate Prediction Center CPC ကနေထုတ်ပြန်ထားတဲ့ Global Top 10 Hazard Outlook GTHO အစီရင်ခံစာမှာတော့လာမယ့်ဒီဇင်ဘာလ16ရက်နေ့ထိမိုးရသွန်းနိုင်မယ့်အခြေအနေလောကမရှိဘူးလို့ထုတ်ပြန်ထားပါရဲ့ရှင်။ဆက်လက်ပြီးတနေ့တာပြင်းပြအပူချိန်တွေကိုပြောပြပေးသွားပါမယ်။ ဒီနေ့ညကနေမနက်ဖြန်မနက်ထီတော့တနေ့တာပြန်များပူချိန်ဟာမနေ့ကထက်အနေငယ်မြင့်တက်နေပါတယ်။ဒီနေ့ညရဲ့အနေဆုံးညအပူချိန်တွေဖြစ်အေးဆုံးဒေသတွေကတော့ချင်းနဲ့ရှမ်းပြည်မြောက်ပိုင်းတို့ဖြစ်ပြီး7ဒီဂရီဆက်စီယက်ကနေ6ဒီဂရီဆက်စီယက်ထိသာအေးဆုံးဒေသတွေဖြစ်ကြာဆင်းနိုင်မှာဖြစ်ပါရဲ့ရှင်။ ရခိုင်ရိုးမတောက်တန်းတွေနဲ့မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာတော့18ဒီဂရီဆယ်စီယက်ကနေ16ဒီဂရီဆယ်စီယက်ထိညအပူချိန်တွေခန်းစားရရှိနိုင်ပြီးမြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေကနေပဲခူးတိုင်းအထက်ပိုင်းထိတော့20ဒီဂရီဆယ်စီယက်ကနေ22ဒီဂရီဆယ်စီယက်ထိသာညအပူချိန်တွေကျဆင်းနိုင်တော့မှာဖြစ်ပါရဲ့ရှင်။ဒါ့အပြင်ပဲခူးတိုင်းအောက်ပိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းကရင်မွန်နဲ့တနင်္သာရီတိုင်းတို့မှာညအပူချိန်22ဒီဂရီဆယ်စီယက်ကနေ24ဒီဂရီဆယ်စီယက်ထိ တာကြဆင်နိုင်မှာဖြစ်ပါတယ်။မနေ့ကျင်အတွက်တော့ရေးကံပေါက်ရေးဖြူကြိုင်းစိတ်ကြီးမုဒုံကြိုက်မရောမော်လမြိုင်တထုံဖန်အန်ကျုပ်တို့ဘီလင်းလှိုင်းပွဲကမမောင်ကဝါပကိုအန်မအီတောင်ကုန်းကြောက်တော်မြို့နယ်တွေမှာ34ဒီဂရီဆယ်စီယက်ကနေ36ဒီဂရီဆယ်စီယက်ထိအမြင့်ဆုံးပူချိန်တွေကိုခန်းစားရနိုင်မှာဖြစ်ပါရဲ့ရှင်။ ဒါအပြင်ကရင်ပြည်အောက်ပိုင်းမွန်အေယာဝတီတိုင်းရန်ကုန်တိုင်းတောက်ဘက်ပိုင်းပင်လယ်နယ်ထိစပ်တဲ့နေရာတွေမှာခရင်လွတ်ရောက်ခြင်းညွန်ကဲ UV index ခုနှစ်ကနေ၈အထိမြင့်တက်နိုင်တာကြောင့်နေ့လယ်၁၂နာရီဝန်းကျင်ခန့်ကနေ၂နာရီခန့်အထိအပြင်ထွက်သွားလာရမှာနေရောက်ကြီးကကွယ်နိုင်မဲ့အင်ဂျီအုတ်ထုတ်မျက်မှန်ထိနေနေရောက်ကိုတိုက်ရိုက်မခံစားစေဖို့ ဝတ်ဆင်သွားလာကြဖို့ကြံပြုလိုပါရှင်။ယူဆိုင်နိုင်တဲ့အခြေအနေကိုပြောပြရင်တော့ဒီနေ့ညကနေမနက်ဖြန်မနက်ထိကချင်နဲ့စကိုင်းတိုင်းထပ်ပိုင်းတို့မှာနေရာစစ်စစ်၊ရှမ်းပြည်နယ်မှာနေရာစစ်စစ်၊ချင်းမနေရာကျကျနဲ့ကျပ်ပြည်နယ်နဲ့တိုင်းရင်းမှာတော့နေရာကွက်ကြားမြူထုန်တက်စွာကြာစင်နိုင်မှာဖြစ်ပါရဲ့။ ဒါကြောင့်မြူဆိုင်ချိန်မြေခွင်းမရှင်းလင်းတာကြောင့်မြစ်ချောင်းတွေအတွင်းသွားလာနေကြတဲ့ရေရင်တွေကုန်းလန်ခရီးသွားလာနေကြတဲ့မော်တော်ယာဉ်တွေအနေနဲ့ရေရင်တွေရဲ့ကင်းရှင်းစေဖို့တတိပြုမောင်းနေကြပါလို့တိုက်တွန်းလိုပါတယ်ရှင်။အခုပြောပြပေးခဲ့တဲ့မိုးလေဝသခန့်မှန်ချက်တွေကိုတော့ကျမတို့ CJ Platform ကမိုးလေဝသလေ့လာသူတဦးဖြစ်သူကိုလကွန်အိမ်ကမိုးလေဝသခန့်မှန်ချက် model တွေမှာဖော်ပြထားချက်တွေကိုစုစည်းပြီးခန့်မှန်တင်ဆက်ပေးခဲ့ရပဲဖြစ်ပါတယ်ရှင်။